ဒေါက်တာရင်မျိုးကအမျိုးသမီးစာချင်းဟုမခေါ်ပဲမိမစာချင်းဟုတမင်ပြပြနဲ့နဲ့ခေါ်လိုက်တော့လေတန်းကိုနှယ်တတိထားလိုက်မိခဲ့သည်ဆရာဦးအောင်မြင့်ပင်အနေအခက်သွားဟန်ရှိလေ၏ဆရာဦးအောင်မြင့်ကစကားလွှဲပြောင်းဟန်ဆရာမိသားစုရောတခါတည်းပါခဲ့သလားနောက်မှခေါ်မလားခုမေးတော့ခါသူကရေမောပြန်လေ၏ကျွန်တော်အိမ်ထောင်မရှိပါဘူးဆရာကြီး အယ်ကိုဟိုနှင့်ရာသပံလက်ထပ်ထားဟန်တူဒီဟုနှွေကတွေးမိသည်ဒေါက်တာရင်မျိုးကနှွေကိုတွေ့လျင်တွေ့ချင်းမှပင်မလိုလားနေသလိုနှွေစိတ်ထဲမှခံစားနေမိခဲ့သည်နှွေကလည်းသူ့ကိုမလိုလားပါနှွေဆိုလိုသည်ကခွဲစိတ်ကုသဆောင်ရဲ့လက်ထောက်ဆရာဝန်အဖြစ်လေသူ့ကိုကြည့်ရတာသူအရှုံးပေးထားသောအရာတစ်ခုအတွက်အခြားတနေရာမှာအနိုင်လိုချင်ဟန်ရှိနေသည်သူအရှုံးပေးထားရသည်ကအရက်ကိုဖြစ်ပြီးသူအနိုင်လိုချင်နေသည့်အရာမှာလောက်ခွင်တွင်ဖြစ်ပုံရလေ၏ ဆရာရှင်မျိုးကတော့ senior AS ပါနေတော့တော်တော်ဆုံနေပါပြီဒေါခင်ဦးလွယ်သူကကျွန်တော်တို့စီးရုံအတွက်အကူအညီအများကြီးပေးနိုင်ပါလိမ့်မယ်လောလောဆယ်တော့ဒေါခင်ဦးလွယ်ရဲ့ word ကအရေးကြီးတယ် AS လည်းတယောက်မှမရှိတော့ဥရှင်မျိုးနဲ့တွဲလုံကြတာပေါ့နွေကတခဏမှပဲမစင်းစားပဲရင်ကျေးစွာညင်းပယ်ခဲ့သည်ကျမ word ထက်ဆရာကြီးအတွက်ပိုအရေးကြီးပါတယ်အခုဆရာမအပြင်လူနာရောဖျားနာရောကင်နေရပြီရုံးကတစ်ဖက်နဲ့ပူပြီးအလုပ်များပါတယ် ဆရာဥယျာဉ်မျိုးရောက်လာတော့ဆရာကူညီရတာပေါ့နွေကမြင်လိုက်တော့ခါနွက်ထက်လုတ်တဲ့ရင့်ကအရွယ်လဲရတော့ဥယျာဉ်မျိုးမှာခံမြင်သွားပုံပေါ်လေသူ့မျက်နှာပေါပွားမှနေရဲတက်လာခဲ့သည်ဆရာဥအောင်မြင်ကလည်းအခြေအနေကိုနားလေရိပ်စားမိပုံရလေသည်ဟုတ်တော့ဟုတ်ပါတယ်မြေလက်ရဲ့ OPD patient ကလည်းအများသားဆရာကြီးဆရာလည်းရောက်စနနာနေနေဖြစ်အောင် OPD မှာပဲထိုင်ကူပေးပါတော့ transfer သွားတဲ့မမောင်အေးနဲ့ကျူကျူအေးတို့အစား AS တွေလည်းရောက်လာတော့မှာပါ အဲ့ဒီကြတော့ကျွန်တော်တို့ညှိနှိုင်းပြီးဒူတီတွေဆွဲကြတာပေါ့ဒေါက်တာရင်မျိုးကနှွေကိုနှုတ်ခမ်းစွန်းတစ်ဖက်တည်းမြင့်တက်သောအပြုံဖြင့်ကြည့်လျက်ဒေါက်ခင်ဦးနှွေကလည်းရိုးရိုး AS post နဲ့ပဲထင်တယ်ကျွန်တော်ထက်အများကြီးဂျူနီယာကြပုံရပါတယ်နောက်တစ်ခါဂျူတီအပြောင်းလဲလုပ်ရင်တော့ဒေါက်ခင်ဦးနှွေနဲ့ကျွန်တော်နေရာချင်းလဲကြတာပေါ့လေဒေါက်ခင်ဦးနှွေက OPD မှာလာထိုင်ပေါ့လက်ထောက်ဆရာဝန်ယာထုနှင့်ပေးမယ် ခွဲစိတ်အထူးကူပွဲလွန်ရထားခဲ့သောနှွဲ့ကိုအခြားလက်ထောက်ဆရာဝန်များနှီးတူဂျူတီပြောင်းလဲရမည်ပြောသည်ကဖြစ်နိုင်ပြီးသူတမင်ပြောခဲ့တာဖြစ်လေ၏။ဘာဖြစ်လို့ပြောင်းရမှာလဲကျမကစာချင်းတယောက်လေဟူဒေါခင်ဦးနယ်ကဆက်ဆက်တိမခံပဲပြန်ပြောဖို့သူညှော်လင့်ထားဟန်ပြီးထို့သောຫນွေကပြန်ပြောခဲ့ရင် သူရဲ့သွန်းသွေးပြီအောင်တော့မြည်ຫນွေကသူမျောလင့်ထားတဲ့နင်းစန့်ကျင်ဘက်ကိုသာပြောခဲ့လေ။ရရလေဆရာကျမလည်း OPD မှာထိုင်ပြီး OPD စာအုပ်ကလေးတွေရောင်းမပေးရတာကြာပြီဆိုတော့ ွေကသာသူ့စကားကိုရေမောလိုက်ခဲ့သည်ဒေါက်တာရင်မျိုးနှင့်ခင်ဦးွယ်တို့တွေ့ဆုံခြင်းအစမှဒီကဲ့သို့ဖြစ်နေခဲ့သည်လေမြေလက်စည်းရုံ၏ခွဲစိတ်ရက်မှာဗုဒ္ဓဟူးနေ့ဖြစ်သည်အရေးပေါ်မဟုတ်သောခွဲစိတ်မှုများကိုတပတ်လင်တည့်ရဗုဒ္ဓဟူးနေ့တိုင်းပြုလုပ်ခဲ့တာစာကျင်ဥဟန်တင်လက်ထက်ကတည်းပင်ခင်ဦးွယ်ပြောင်းရွှေ့ရောက်ရှိလာတော့ဒီရက်ကိုပြင်ချင်သလားဥအောင်မြင်မိခဲ့၏ခင်ဦးွယ်မပြင်ခဲ့ဗုဒ္ဓဟူးနေ့ပင်အဆင်ပြေ၏ လူနာကိုမခွဲစိတ်မီအခြေအနေကောင်းမွန်အောင်အစဉ်သင့်ပြင်ဆင်ပေးဖို့တနင်္လာအင်္ဂါ၂ရက်ရကခွဲစိတ်ပြီးစအရေးကြီးချိန်ကြတာပတိတောက်ကြတွင်လူနာကစီယုံဖွင့်ရဲ့ဆရာဝန်ဆရာမစုံစုံညီညီရဲ့မျက်စိအောက်မှာရှိနေမည်လေထို့ဘုတ်တခုခွဲစိတ်ရက်မှာမြို့နယ်ဆရာဝန်ဒေါက်တာဦးအောင်မြင့်မှာ ခွဲစိတ်ခန်းတို့လာလေးရှိသည်မိစေပေးသည်စီယုံရှိဆရာဝန်တိုင်းကိုလည်းခွဲစိတ်ကုသရတွင်ဂန္ဓာတစ်ခုစီမှာပါဝင်စေခြင်းလေး၏ ထိုဗုဒ္ဓဟူးနေ့များတွင်တော့ခင်ဦးနယ်နင်းဒေါက်တာရင်မျိုးမဆုံမဖြစ်ဆုံးအပ်တက်လေသည်ဒေါက်တာရင်မျိုးရဲ့ခွဲစိတ်ကုသမှုအတွေ့အကြုံလည်းမနေသူခွဲစိတ်ကုသနေသည်ကိုအကဲခတ်ယုံဖြင့်သူကြွန့်ကျင်မှုကိုမန်းဆနိုင်သည်ထိုရည်ချင်းတွေကိုအထုတော်ယောက်ျားဆရာအောင်များနီးတူသူအေးဖြော်ပြစ်နေသည်ကမူအလွန်နှမျောစရာကောင်းလှသည်ဟုခင်ဦးနယ်ထင်မိပေ၏ဘယ်တက်နိုင်မလဲဒါသူတို့ယောက်ျားတွေရဲ့အာနဲ့ချက်လေနွယ်နှင့်တိတ်အဆင်မပြေပေမဲ့သီယေတာဖွဲ့စီယုံဖွဲ့တွေနဲ့သူအဆင်ပြေနေခဲ့သည် နက်စလလစောတို့မြိုင်တို့ကရေးပေါ်လူနာရောက်လို့အခေါ်လွှတ်ခဲ့ရင်ဥယျာဉ်မျိုးချက်ချင်းပေးလာတတ်ပေသည်ရေးတိလင်လူနာစစ်ချရသည်အထင်နေပေသည်စေခမ်းမင်မတော်တော့ဟုဆိုလေ၏တီတာကမမအီမီတို့အဖွဲ့မှမူသူဟာသားတွေနဲ့ပွဲကြနေတတ်သည်မမအီမီအရက်ပြန်နဲ့အရက်ကအတူတူပါပဲဗျာအရက်ပြန်အစားအရက်ကိုတီယက်တာမှာသုံးစမ်းမှာဒါမှကျွန်တော်ကလည်းရီဝေရီဝေနဲ့ခွဲမမအီမီကလည်းရီဝေရီဝေနဲ့ကူဆရာဦးအောင်မြင်း သီယေတာကထွက်တည်နေဆရာရင်မျိုးဒီအကြောင်းအရာကိုရွေးတော်သည်။နှွေအရက်ကိုအနှက်ပင်ခံလို့မရတာသူသိဟန်မတူပဲပြောနေပေမယ့်နှွေကမူနှွေကိုများတမင်အရွယ်တိုက်နေရောသလားထင်ချင်လာခဲ့မိပေ၏။သို့သောနှွေသူ့ကိုဘာမှချက်မှမပေးဝေးဝေးမှမကြားချင်အောင်ပြူရည်သာနေမိခဲ့သည်။သူခန့်ရွေဝေဖြင့်လာတက်သောညကြူတီများတွင်ຫນွေနှင့်စုံမိလျင်ຫນွေကဟမဆောင်ပဲသူ့ကိုတိတာစွာရှောင်ရှား၏သူတီယတာထဲမှပြောသည်မ냐ຫນွေကခက်မစိတ်နေနိုင်ပါလျက်သူကຫນွေဖို့ ်ခွဲစိတ်ရင်းသာသားတွေအကြောင်းသားတို့ဖေဖေအကြောင်းပြောမိလေအမ်ဟုချောင်းဟန်တက်လေသည်တခါတရံကျွတ်ထိုးသလို grow ဟုအတံမျိုးထွက်အောင်လွတ်တက်ပြန်သည်သူအတံကြားလျင်နှဲ့မှာစကားပဲဆက်ရမလို့အကြောင်းအရာပဲပြန်သွားတော့မလို့ဘယ်လိုလူလဲမသိစင်စစ်စီုံဆိုတာမျိုးအခြားဌာနတွေမှာလို့အစ်စ်ပြောင်းရွှေ့ရောက်ရှိလာသူနဲ့ယင်းဤခင်မင်ခါစားမှုအချိန်ဆောင်ရသောနေရာမဟုတ်ပေအသက်တစ်ချောင်းကိုကဲဖို့ရွေချက်တူအလုပ်လုပ်ကြရင်ကိုကိုသူကူက သူ့ကိုကိုကူရင်ခင်မင်းရင်နှိမ့်လွယ်သွားကြစမြဲဖြစ်၏ခင်ဝင်းွယ်နှင့်ဥယျာဉ်မျိုးမှမူခင်မင်းရင်နှိမ့်နိုင်ဖို့မရှိအလုတ်တဘောရတာဆက်ဆံပြီးကြသည်သူရောက်ခါကြမှာခွဲစိတ်ကူတာမှုနှင့်ပတ်သက်၍ຫນွယ်ကဖြစ်တဲ့သည်ကိုပြောပြမိခဲ့သည်ထိုစဉ်ကဆလို့ပါပဲခင်ဝင်းွယ်နှင့်ဥယျာဉ်မျိုးတို့ဘယ်လို့မှအဆင်ပြေမလာခဲ့တော့ပါပဲခင်ဝင်းွယ်တွေ့စားကပြီးဥယျာဉ်မျိုးကိုကဲခတ်မိသည်သူအရှုံးပေးထားသောအရာတစ်ခုအတွက်အခြားတနေရာမှအနိုင်လိုချင်နေဟန်ရှိသည်ဟု ူရှုံးပေးထားသည်ကရက်ကိုဖြစ်ပြီးသူနိုင်လိုချင်နေသည်ကလုပ်ငန်းခွင်တွင်ဆရာကြီးဖြစ်ချင်လိမ့်မည်ဟုထင်ခဲ့မိ၏နွယ်ထင်ကတဝက်တာမှန်ခဲ့သည်သူအနိုင်လိုချင်နေသည်ကအလုတ်ခွင်တွင်မဟုတ်အလုတ်ခွင်အတွင်းကသူဘယ်လို့မှအထင်မကြီးနိုင်သောမိမရိအပေါ်မှာသာသူအာဃာတရှိနေခဲ့တာနွယ်သိလာရတော့၏တပတ်မှာအ ਨੇ ဆုံးတရက်တော့စီယုံအုတ်ကြီးဥအောင်မြင့်ကစီယုံရှိအတွင်းလူနာများကိုလှည့်လည်ကြည်လီရှိသည်ဒေါခင်ဦးနွယ်ဆရာကြီးမျိုးနှင့်အတူစီယုံကိုရောင်းတက်သည်ထိုခါမျိုးတွင်သူကအမျိုးသမီးလူနာအကြောင်းပြောရင်းက ဆရာကြီးသိတဲ့အတိုင်းပေါ့ဗျာမိန်းကလေးဆိုတော့နည်းနည်းတော့ပူတာပေါ့အပူလုံတော့အဲ့ဒီလိုပောက်ကွဲမွေးထွက်ကုန်ရောဆိုတာမျိုးယောက်ျား hysteria သူမကြုံဖူးဘူးလားမသိမိမတွေတက်ချက်မိမျိုးလာလို့ကတော့ဥယျာဉ်မျိုးပြောစရာရလို့မစုံတော့မိမတွေပဲတော်ကြကလေးပြက်လိုက်ကလေးဖြက်လိုက်ကလေးလိုချင်လိုက်တအိမ်ချင်လိုက်ကလေးမွေးလိုက် တအိမ်ရောက်လိုက်တအိမ်ထုတ်လိုက်သွေးစုံကင်လိုက်သူတို့ပဲရှုပ်နေတာပဲစိတ်ုံမှာမိမယောဂတွေသာနှုတ်လိုက်ရင်တော်တော်လှုပ်တက်တာသွားမှာနော်ဆရာဆိုတာမျိုးမိမဆိုတော့လဲဆိုတော့ရေမောတန်တပတ်တပြဲအတိတ်ဘယ်တွေတပတ်တပြဲနဲ့စကားမျိုးလေကမိမတယောက်ဆိုတာမိနေလို့ပြောတာမျိုးဟုတ်ပုံမရသူပြောချင်တာတွေပြောပြီးမှဟာဒေါခင်ဦးနွယ် sorry ဗျာ sorry မိချင်ရောရော့ချင်ဟန်ဆောင်တာတောင်းပန်ချင်မျိုးကိုနွယ်ကလည်းမယုံကြည်ပါ ရှင်ကိုတိုင်ကလူပြိုကြီးဖြစ်နေပြီးမိမအကြောင်းဘယ်လောက်များသိလို့ပြောနေရတာလဲဟုဝမ်မအီမီပင်မခန့်ချင်ပဲပြောလာခဲ့သည်သူကတဟားဟားရင်မောလျက်ဒီသီယေတာထဲကအမျိုးသမီးတွေအားလုံးကိုတော့ကျွန်တော်လေးစားပါတယ်နော်မိမတွေအင်းအများစုတော့မိမတွေအကြောင်းသိလို့မိမမယူတာပေါ့ဗျာမိမယူတဲ့မောင်တွေကတော့မိမတွေအကြောင်းမသိလို့ယူတာဗျာဟုဆိုတတ်သည်သူနှင့်စကားခြေတင်ပြောဖို့ကလည်းအခက်ကိုကိုထက်ရိုက်ပြောသောစကားလည်းမဟုတ်မိမထုချင်းနှင့်ချီ၍ပြောနေတာဖြစ်သည် ပြီးတော့ဥယျာဉ်မြို့နယ်စကားအခြေတင်ဖြစ်ဖို့ကသူသူ့ကိုတူတာမပိုင်မဲ့အရက်ကပိုင်နေသည့်လူစားသူနဲ့သူတညာညတူတီရောင်းကိုခက်ရရဖြင့်လာခဲ့စဉ်ဆရာဦးအောင်မြင်ကလည်းမြို့နယ်ကအရေးကြီးပုဂ္ဂိုလ်တယောက်စေယုံတက်ရ၍တာဝန်အရလာကြည့်ရင်ဆရာရှင်မျိုးနှင့်ဆုံမိလေ၏ ။နောက်တည့်မှာဆရာဦးအောင်မြင့်ဤရုံခန်းတို့ဆရာရှင်မျိုးကိုခေါ်ယူခဲ့ပြီးဆရာဝန်ချင်းမို့ကြမ်းကြမ်းပြောဆိုရေးယူခြင်းမရှိပေမဲ့ခက်ပြင်းပြင်းလေးတော့တတိပေးခဲ့သည်ဟုຫນွေတို့သိရလေသည်။မမအီမီတို့တည့်တာဖွဲ့ကဥယျာဉ်မျိုးကိုဂိူနာတက်ဝင်နေကြစဉ်ຫນွေကအနေငယ်ကလေးဆန်လဲဆန်ပါစေ။အဲ့ဒါမှကောင်းနေမမအေမီဟုသူရတာထဲမှာရေမောပြောခဲ့မိလေဤဒေါက်တာရှင်မျိုးရောက်လာခဲ့ပြီမဲ့စီယုံအလုပ်များကိုမျှဝေယူနိုင်ခဲ့ခြင်းမရှိပင်သူအရက်ဖြတ်တော်မီဟုဆရာကြီးဥအောင်မြင့်ထံမှဂတိခံကသူ့ဘာသာသူ အိမ်မှာပဲနေကအရက်ဖြက်နေခဲ့သည်ဗုဒ္ဓဟူးနေ့တရက်တော့သူ့ကိုတရက်တာထဲမှာတွေ့လာရသည်နွယ်လဲကူမီ AS မရှိသည်မို့အရေးပေါ်နှင့်ဆောင်းဆိုင်ဖို့မသင့်သည်ခွဲစိတ်မှုများကိုသာပြုလုပ်နိုင်တော့သည်တီတာထဲဝင်ပေမဲ့ဒေါက်တာရင်မျိုးကလည်းမကူညီနိုင်ပေ။သူအရက်စူးစမ်းပြီးဖြတ်နေပုံတော့ရ၏။သူကြည့်ရတာအားလဲနေနေခဲ့သည်။အခုတော့အရက်မကောင်းတာသိပြီးအရက်ဖြတ်နေပြီလား။အစကတော့အရက်ကမိမရိအတွက်ပူပြီးတစ္ဆာရှိတယ်ဆို။မမအီမီကစကနာထိုးသည်။ အခုလေမိမထက်တစ္ဆာရှိလို့ခွဲရခက်နေတာပေါ့ဗျာအချက်ကကောင်းပါတယ်ကိုကျမ်းမကြီးကမကောင်းလို့သာဖျက်ရတာမမအီမီဟူဒေါက်တာရေမျိုးကဆွဲလန်းတန်းတားတဲ့နဲ့ပြောသည်ဒီလိုလူစားအရက်ပြင်းနောက်ထပ်မိမတယောက်နဲ့လက်မထပ်ဖြစ်တော့တာမဆမ်းပါဘူးကန်ဆုံးမဲ့မိမတယောက်ရော့သွားတာပေါ့နှဲ့အတွင်းမှာထို့သို့အတွင်းမိသည်သူ့စကားနှင့်သူပင် အရက်ပြက်လူဆဲဆဲမှာပြန်တော့ဖြစ်တာစီးယုံပြန်အလုတ်ဆင်းနေတာတွေ့ရပြန်လေသည်ဒီအချိန်မှာပဲဒေါက်တာမူယာတင်ကလက်ထောက်ဆရာဝန်အဖြစ်မြို့လက်မြေလက်စီးယုံလေးတို့တာဝန်ကျလာခဲ့သည်ခင်ဦးနယ်နှင့်အစမပြေခဲ့သောဆရာရင်မျိုးကဒေါက်တာမူယာတင်နှင့်ထူဆန်းအံ့ဩဖွယ်ကောင်းအောင်ရင်းနှီးခင်မင်လွယ်သွားခဲ့ကြခါဆရာရင်မျိုးအသေးအောင်ယောဂဖြင့်ဆေးခွင့်မယူခင်ကာလအတွင်းမှာဖြစ်လေ၏နယ်လဲမြေလက်စီးယုံမှာပြောင်းရွှေ့လိုသောစိတ်ပထမဆုံးအချိန်ဖြစ်ပေါ်မိခဲ့တော့သည်လေ သူ့ကိုတိမြင်ဖူးစားမှာပင်နှွဲစိတ်ထဲမှာနှောက်ရှက်လို့ဖြစ်ရသည်ထိုရက်ကတနင်္ဂနွေအာရဖြစ်သည်နှွဲသည်နေ့အာရက်တွင်လည်းနနက်ခင်းတစ်ချိန်လူနာလှဲ့လေကြည့်မြဲဖြင့်စီယုံသို့ရောက်လာခဲ့၏ခွဲစိတ်ကုသဆောင်နှင့်ခွဲစိတ်ခန်းဆက်သွယ်သောစင်ကြံကွေတွင်သူထိုသူစိမ့်ကိုနှွဲလှမ်းမြင်မိလေ၏နှွဲလှမ်းမြင်ခိုက်တော့ပိတ်ထားသောခွဲစိတ်ခန်းကိုသူကဲကြည့်နေပုံကနှွဲစိတ်မှာနှောက်ရှက်ဖြစ်စေသည်အိမ်မှာနေရသည့်အချိန်ထက်ပိုလွန်အချိန်ကုန်ရလေ ရှိသောနှွေခွဲစိတ်ခန်းကိုထိုလူစင်းကဒီမျှစင်းစင်းကြည့်နေတာမြင်ရတော့နှွေမနှစ်မြို့ခြင်းနှွေကိုပိုင်အခန်းကိုနှွေမရှိခိုက်ချောင်းမြောင်းခံရတယ်လို့မျိုးခံစားသည်သူ့ကိုဖေးတိုက်နေထားဖြင့်နှွေမြင်နေရသည်သူကလူရဲတူဦးပဲရက်မြင့်သည်ငါးပေ17လက်မခန့်ရှိမိလားကိုနေဟန်ထွားသည်အသားညိုညိုနှင့်လူရည်တန့်အသွင်ရှိလေ၏ရှက်အင်းကြီးလက်တို့အကွက်ဖြောဖြောနှင့်ကချင်ရိုးရာစဉ်ပစိုးမှိုင်းမှိုင်းကိုဝစ်ဆင်ထားခဲ့သည်နှဲ့ကိုသူကမမြင်သည် 30ဝန်းကျင်သာရှိမည်တူတက်ကိုခန့်မှန်းကဟေ့ဒီမှာဘာကိစ္စများလဲခုຫນွယ်ကတာဝန်ရှိသူလေးတန်းဖြင့်ခတ်တင်းတင်းမိခဲ့သည်အတန်ကြားအစီတို့သူခြာကနေလှည့်ကြည့်ခဲ့သည်သူမျက်နှာတွင်ပင်ကတော့ရိုးသားကြည်လင်လေ၏မျက်ခုံးများမှာပုံကြပေမဲ့များစွာထူထဲခြင်းမရှိမျက်လုံးများကသာဆူရှညိုမှောင်သည် နာဒံပေါ်ကမေယိုများခိုင်ခန့်သည်နှုတ်ခမ်းများကပြည့်တည်တတ်လျက်အနေငယ်ထူလေသည်ထိုနှုတ်ခမ်းတွင်မိတ်ဆွေဖွဲ့လိုဟန်ပြော့ပြောင်းသောအပြုံးရိပ်ရှိနေသည်ယူတာသောသူမျက်နှာပြင်ပေါ်တွင်တော့အံ့ဩသွားသောရိပ်ရောင်တို့အတန်ကြာဆက်ဖြတ်တန်းသွားခဲ့သည်ဒီနောက်တွင်မှနွယ်လက်ထဲကနကြက်ခွေကိုတတိပြုမိသွားဟန်ထင်အံ့ဩရိပ်တို့ပြေလျော့ကဒီလိုပဲရှောက်ကြည့်နေတာပါမမဒီကလေးကမတိဘူးသည့်နကြက်ကင်ထားသောအမျိုးသမီးတူဦးကိုမမဟုအလွဲတကူခေါ်လိုက်ကလေးက သူလဲဆရာဝန်တယောက်ဟူຫນွေရိတ်စားမိဖို့ကောင်းလေ၏ຫນွေကမရိတ်စားမိလေသည်သူ့ရဲ့တင်းတင်းနှီးပြောဆိုဟန်ကြောင့်စိတ်နှောက်ရှက်ဖြစ်ခဲ့ကအဲ့ဒါခွဲစိတ်ခန်းလေတောခတ်ထားတာပဲလူနာထားတဲ့အဆောင်မဟုတ်ဘူးတွေ့ချင်တဲ့လူနာရှိရင်ဆရာမများအခန်းမှာမေးစမ်းမှပေါ့ပြောမိရလေ၏ထိုသူစိမ်းကရုတ်တရက်ပင်ရေချလိုက်လေသည်ຫນွေအံ့အားတင်ရှိနေစဉ်ကျွန်တော်ကဒီစေးရုံကိုပြောင်းလာတဲ့ AS ပါကျွန်တော်နာမည်တက်စုံနိုင်ပါမမ သူ့ကိုယ်သူမိတ်ဆက်လိုက်လေသည်နှွယ်အလွန်အားနာသွားပြီ sorry ပဲဆရာကြီးကျမဆရာရောက်နေပြီဆိုတာကြားလိုက်လို့ပါမကြားလိုက်လို့ပါမနေ့ညနေကရောက်ပါတယ်မမဆရာကြီးကတနင်္လာနေ့မှအလုပ်စောင့်ဝင်ခိုင်းပါတယ်ကျွန်တော်ပစ္စည်းတွေလည်းမပါသေးတော့အခုဆရာကြီးအိမ်မှာပဲခဏတဲနေပါတယ်စေယုံကိုမရောက်ဖူးသေးတာနဲ့ ဟုတ်တာပေါ့ဆရာကိုအစ်တရောက်လာတဲ့ AS man လည်းမသိကြသေးလို့ပါသိရင်ကျမတို့စီယုံက staff တွေကလည်းလိုက်ပြကြမှာပါနှွေနဲ့ရှင်တွဲပါလာတော့သူ့ကိုစီယုံနဲ့လိုက်ပြပြီးဖို့နှွေတွင်စိတ်ကူးမရှိသေးကြောင်းတွေ့ဝိုက်ပြောပြီးမယ်သူကရိတ်စားမိပုံမပေါ်ပြီးစင်းကြံခေါမိုးတကွက်စီကတစ်ပါထုတ်တမ်းမှရေးထိုးထားသောအလှရှင်အမည်များကိုမော့၍ဖတ်လာသည်တန်ရှင်းတက်ရသောခွဲစိတ်ကုသလူနာဆောင်ကိုကြည်လာသည်စီယုံကိုအ깨ခတ်ရင်းတိလိုသည်များကိုနှွေကိုရီမွန်စွာမေးလာသည် ဆေးရုံက specialist ဆေးရုံမဟုတ်ပဲ surgical ward ကိုတသက်ထားတယ်နော်အဲ့ဒါထူးဆန်းလို့ကျွန်တော်ကြည့်နေတာ surgical ward တသက်တော့မဟုတ်ဘူး OG kiss တွေလည်းပါပါတယ်ခွဲလူနာကဒီမှာများတော့ခွဲစိတ်လူနာဆောင်တသက်ထားပေးခဲ့တာလို့ဆရာကြီးကပြောတယ်သိဟန်ကြတာပဲကျွန်တော်လဲ surgery ကိုအသေးအလဲဝါသနာပါတာຫນွေကဲ့သို့ပင်ခွဲစိတ်ကုသကိုဝါသနာထက်တန်သည်ဆိုတော့ຫນွေသူ့ကိုခင်မင်လာမိသလိုရှိခဲ့သည်ဒီခိုက်ကတဲ့ထက်ကလူနာများရဲ့အတန်တိတ်ဆိတ်နေမှုကိုသတိထားလိုက်မိသည် ရက်အားတွင်နှဲမှာစေခန့်အလုပ်ကပုံများတက်သည့်ထိုရက်အားများတွင်ပော့ပါလွတ်လပ်စွာဝတ်ဆင်လို့ရသော sport shop လုံကြီးကတပတ်နွမ်းနှင့်ရှေ့မှာအလုပ်တွေတန်းစီစောင့်နေသေးသလိုညံဆန်သောခြေလမ်းတွေဖြင့်ရုပ်ခနင်းစည်းုံတို့ရောက်လာသွားကြည့်ကြည့်သွားတတ်သောနှဲကိုဒီစိမ့်တူးနှင့်ရှင်တွဲအေးလူစကားပြောလို့သူတို့မြင်ဖူးခဲ့ကြပြီအော်စူဇန်သောမျက်နှာရိပ်တွေဖြင့်လှမ်းကြည့်နေခဲ့ကြပြီကျွန်တော်တို့ဒီစည်းုံလေးကိုလုံးဝသဘောကျသွားပြီဗျာ နှွေကစိတ်အိုက်နေစဉ်သူကစီယုံကိုချီမွန်ခံဖွင့်နေခဲ့သေးလေ၏ခွဲစိတ်ကုသယောက်ျားလူနာစားအဝင်ပေါက်ကိုရောက်တော့နှွေချိုးကွေ့ဝင်လိုက်ကဒီကော်ရီဒါအတိုင်းဆက်သွားလိုက်ရင်ကော်ရီဒါအဆုံးမှဂျူတီခန်းရှိပါတယ်မနေ့ပိုင်းစီထိုးစီတိုက်လာလုပေးတဲ့ nest တွေလည်းရှိပါတယ်ဆရာကို staff တဲ့ယောက်ကကူညီပါလိမ့်မယ်နော်ဟူဆိုလိုက်စဉ်သူပထမတော့ကြောင်နေခဲ့သေးသည် နောက်မှဟုတ်သားပဲမမဂျူတီနဲ့ထင်တယ်သူ့ဘာသာ နားလည်မှုယူလိုက်တီမို့သူကလှမ်းနှွေကလှမ်းပြုံးုံပဲပြုံးလိုက်တော့ဤနှွေအဆောင်ထဲမရောက်မီ ဒါနဲ့မမကခင်ဦးနွယ်ပါတူတူဖြေလိုက်ပြီးမှသူမျက်နာပြင်ပေါ်ကပြောင်းလဲလာမည့်အရေးရောင်ကိုနွယ်တိချင်လာမိကသူ့ကိုပြန်လှည့်ကြည့်မိသည် ခင်ဦးနွယ်ဘဝကိုစေလောကအများစုကတည်ထားခဲ့ကြသည်သူခင်ဦးနွယ်အမိကိုအမှန်ရကသူ့လိုစိတ်ယုံကစိတ်နေသောလူရွယ်တူနှင့်လှည့်လည်ပြဖို့ပင် ရှင်တွဲမရှိချင်သည့်အကြောင်းရိတ်စားမိဖို့တင့်လေသည်ဟုနွယ်ကထင်မှတ်စဉ်ဩဟုတ်ကဲ့မမကအခုခွဲစိတ်ဆောင်မှာတာဝန်ကျနေတာလားတဲ့ ွဲစိတ်အထုကုဆရာဝန်တယောက်ကိုခွဲစိတ်ဆောင်မှာတာဝန်ကျနေသလားဟုမေးလိုက်တော့နှွယ်ပြုံးချင်သွားမိသည်နာမည်ကျော်ခင်ဦးနှွယ်နှင့်ခင်ဦးနှွယ်၏ဘဝကိုမကြားဖူးယုံမကလူကဲခတ်မှလဲညံ့လှကြည်လာဦးတက်စုံနိုင်ရင်မင်းတော်တော်ဦးကြောင့်ပါလားနှွယ်အဖြစ်မပေးဘဲပြုံးလျက်လက်ထွက်ခဲ့မိတော့၏